လူတွေဟာတို့နဲ့တို့မေတ္တာပို့ရာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါနေမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုတ်တခုလုတော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းညာသို့တော်ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပေးနေချပြတယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော် ရှင်တွေကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်။ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှကလပလုံးဘသူကဘလောက်ပဲမေတ္တာပို့ပို့ရှင်တွေကအမုန်းတရားဟာကုသလုံးကျွမ်းနိုင်တဲ့ဆိုင်တတိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့။ဒါကြောင့်မို့ရင်ထဲမှာရှိတဲ့အမုန်းတရားအညို့အတိအာဃာတပြားကိုဖယ်ရှားပြစ်ဖို့ရမေတ္တာပွားတဲ့ဤကိုအသုံးချရမှာဖြစ်တယ်။ မိမိနေနဲ့မုံနဲ့ပုဂ္ဂိုလ်ကိုနဲ့အဆင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲယဉ်နေပေါ့အဲ့ဒါလို့ခဲယဉ်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲခဲခဲစူးစမ်းရမယ်လို့သူတို့ဆိုလိုတယ်ပေါ့ခက်ခဲပေမဲ့လို့လို့ရင်အောင်မြင်တာပဲ အလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ဘဝအောင်လိုင်းကြီးတော့လေအောင်ဆိုတာတော့တနေ့မဟုတ်တနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မေတ္တာတရားကိုကြိုးစားပြီးတော့ဘယ်လိုပွားရမလဲကိုယ်နဲ့အစမပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာ မကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ့်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာဟိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ့်ဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ့်ဖို့ကပိုအရေးကြီးတယ်ပေါ့ကိုယ့်ရင်ထဲမှာဖြစ်လာမယ့်ဒေါသမဖြစ်ရအောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ် တိခံခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်။ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအဖြစ်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာရောပအမုန်းကင်းစင်တဲ့စိတ်နေသဘောတာဒေါသမရှိတဲ့စိတ်နေသဘောတာခန္တီဆိုတာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောတာပဲတူတူပဲဒီနှစ်ခုဟာ တရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအရောသကောက်တယ်ခန္တီအရာကျတော့အရောသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှစ်ခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကဒေါသနဲ့မတုံ့ပြန်မှုတိခံမှုဆိုတာအချိန်ချင်းထပ်ထပ်ဟောခဲ့တာဖြစ်တယ် တပိပိကုတလဓမ္မာခန္တရာယတဝဝတရေလောကလူတွေကုသိုလ်ရတယ်ဆိုတာသိခံမှုမရှိရင်ကုသိုလ်မရနိုင်ဘူးခန္တီပရမန်တပောတိဒိဋ္ဌာသိခံခြင်းဆိုတဲ့ခန္တီတရားဟာအကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားဟာအချိန်ပေါင်း ဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒိနသံပါဒေထာ45ဝါကလပလုံတရက်မှမပြည့်ဟောတဲ့အပမဒိနသံပါဒေထာတလအနည်းဆုံးနှစ်ကြိမ်ခေါ်ခဲ့တဲ့ခန္တီပရမန်တပေါ်တိတ်ခါဆိုရယ်ဩဝါရပါတိမောပါပါတဲ့ကာထာ အဲ့ဒါဟာဘုန်းကြီးတို့တွေရှင်နေမှာဖြစ်ပေါ်လာမဲ့ဒေါသတရားကိုဖယ်ရှားပြစ်ဖို့ရာအကောင်းဆုံးဤစနစ်အနေနဲ့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ပေါ့တဘာဝတရားနှစ်ခုကိုဆင်ញင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဟာအမုန်းကင်းစင်ပြီးတစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောတာ။ ခန္တီဆိုတာကိုယ့်ကိုစော်ကားလာတော့လည်းပဲမေတ္တာကိုမပြတ်အောင် ထိန်းနိုင်တဲ့စွန့်ရည်တတ္တိရှိတဲ့သဘောတရားလို့ဒီလိုကြွေးကြပြီးတော့မှတ်တာမေတ္တာကိုထိန်းတာဟာခန္တီပဲခန္တီနဲ့ထိန်းမှမေတ္တာဆိုတာမပြတ်တာခန္တီဆိုတဲ့အဓိပ္ပာယ်ကတိခဏ်ချင်းဆိုတာစွန့်ရည်တစ်ခုပဲအေးကြောက်လို့ပြန်မပြောတာစိတ်ထဲကတော့မကျေနပ်ဘူး ဲ့ဒါခန္တီမဟုတ်ဘူးရင်းနဲ့နှလုံးထဲမှာမချေမနှက်ဖြစ်ပြီးပါဇက်ကလာမပြောဘဲနဲ့ငုံနေတာဒါခန္တီမဟုတ်ဘူးเนาะခန္တီဆိုဒီမှာအပြုံးမပြက်စိတ်ထဲမှာပြောသည်များကိုအပြုံးမပြက်အော်အတေးအမှတ်မထားဘဲနဲ့နေနိုင်တဲ့စွန့်ဣတ္တိစိတ်ထရင်ချက်မှုကိုခန္တီလို့ခေါ်တာပဲ အဲ့ဒီခန္ဒီနဲ့ထိမ့်မှမေတ္တာဆိုတာခိုင်မြဲတာဖြစ်တယ်ဗောအဲ့ဒီခန္ဒီမေတ္တာဒီနှစ်ခုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုခိုင်မအောင်တိဆောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကအညူတီဆိုတဲ့အာဂတ္တတွေပျောက်ဖို့ရအတွက် နီလန်၄သွယ်နဲ့နီလန်၅သွယ်နဲ့နှိမ့်သက်ဖို့ဆုံးမခဲ့တာရှိတယ်။အာဃာတပฏิဝိနယတုတ်အင်္ဂုတ္တရပါဠိမှာပါရှိတယ်။အဲ့ဒီနီလန်၅သွယ်နဲ့နှိမ့်သက်နေဟာလက်တွေ့အသုံးချရမှာဖြစ်တယ်ပေါ့နော်။ဟုတ်ပြီ။ကိုယ်ကိုတရားယောဂဆိုတာလားတော့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တယောက် အညိုတေသူ့ဘောမှာမုံတီးတဲ့စိတ်တွေကိုဖြောက်လို့မရဘူးဒီပုဂ္ဂိုလ်ဘောမှာမကျေနပ်တဲ့ရှင်တဲ့ကမကျေနပ်တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလို့ရမလဲမကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူးကိုမုံပြီးတော့မချေမနှက်ရင်းနေကမချေမချမ်းဖြစ်နေတဲ့ပုံကိုတယောက်ရှိနေပြီဆိုလို့ရှိရင် ဘာနဲ့ဖြည့်ဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကနိလန်ငါးသွဲပေးခဲ့တာဖြစ်တယ်ပေါ့နော်နိလန်ငါးသွဲကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါနော်သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါ မုန်းဆရာတွေကိုမတွေးနဲ့ဆိုပါစို့လူတယောက်ဟာမေတ္တာကိုတိဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရမယ်လူတိုင်းလူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းနေရှိတတ်သေးတယ် အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးတော့လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားဖြောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတိဆောက်တာနော်အဲ့တော့တိဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတိဆောက်အောင် သို့သောအာယုံပြုတဲ့အနေနဲ့ကတော့ကိုမုံတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ပေါ်မှာမုံတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါလို့သူပြောတာနော်အဲ့တော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်အော်သူဘယ်တော့မှတော့ငါ့ကိုခုခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါဟော ထင်မြင်လွဲလို့ငါ့ကိုလှုပ်တာနေမှာပါငါ့ကိုအရင်တုန်းကဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ပင်နေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမကျေနပ်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ်ရင်ထဲကမကျေနပ်တဲ့စိတ်ပြောက်အောင်လုပ်ဖို့ပဲအရေးကြီးတယ်။ဒီလိုဆိုလိုတယ်နော်။ အဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာတီးခန့်ခြင်းခွင့်လွတ်ခြင်းဆိုတဲ့စိတ်နေသဘောထားတွေပေါ်လာပြီးဆိုရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့ဒီလိုမှသူ့ပေါ်မှာကလေသာခြေမဲ့စိတ်တွေမရှိတော့ဘူးရှင်နေနှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရတယ်သို့တော့ အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်ဒီလန်းတစ်ခုတုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူ့ဘဝရောက်နေပြီမဲ့တို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲ တနာစရာတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးစရာမလိုဘူးသူ့ဘာသူ့ဒုက္ခရောက်မှလူဖြစ်တယ်အတော်တနာစရာကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့တော့ကရုဏာထားရင်ရှင်တွေကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါတွေကအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချ လူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စည်းယူတဲ့သဘောဖြစ်တယ်နော်အပေါ်စည်းယူပဲယူတဲ့သဘောဖြစ်သည့်အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲဒီလိုတဏှာချင်တဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပေက္ခာထားလိုက်ပါ ဥပိ္ခာလို့ဆိုတာဟာပါလဲဆိုလို့ရှင်ချက်ချင်းမုံချင်းကင်းပြီးတော့ကိုယ်နဲ့မတိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်ငါကတော့ငါနဲ့တိတာမှမဟုတ်ပဲကိုယ်ဘွားတော့ငါလည်းငါနဲ့တိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူဘာသူဘာပြောပြောသူနဲ့ငါနဲ့တိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ခာနဲ့ထားလိုက် ချက်ချင်းမုံချင်းကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကမုံတရားပျောက်သွားတယ်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလုပ်အောင်အတ္တတိအမနတိကာရတဲ့၄နံပါတ်ဤစနစ်ကိုမြတ်စွာဘုရားပြောမေ့ပြလိုက်ပါကိုယ်ဆဲထားတာမေ့လိုက်မေ့နေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှာဒေါသထွက်တာကိုနော် ဖေရပဲဖြစ်ဖြစ်တတိယတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေးပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာကိုလုံးဝလုံးဝမေးထားလိုက်တဲ့အဲတချို့ကိစ္စကြတော့မေးလို့ကိုမရဘူးဆိုတာတွေရှိသေးတယ်လာသေးတာနော်မေးလို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုဆိုလို့ရှိရင်မလုပ်ရဘူးလေနောက်ဆုံးလက်နက်ကမလုပ်ရဘူးလေဆိုတော့ တရဝါတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလည်းသူကံနဲ့သူသွားမှာငါလည်းငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာချိုးရှိမှလဲငါလည်းကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလည်းသူကံအတိုင်းသွားမှာပဲငါလည်းငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတကတတ္တ တရဝါရီဆိုတာသူကနဲ့သူဖြစ်ကြတာမုံနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲလို့အဲ့ဒီလိုဆင်းရဲသုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့ဟောမြတ်စွာဘုရားကပေးတဲ့ဏီလန်ငါးသွယ်အာဂတပฏิဝိနည်းကတော့မြတ်စွာဘုရားပေးတဲ့ဏီလန်ငါးသွယ်နော်အဲ့ဒီဏီလန်ငါးသွယ်ကိုအသုံးချပြီးတော့ရှင်တွေကအမုံတရားကိုဖယ်ရှားပြရမယ် အဲ့လိုယင်တဲ့ကအမုန်းတရားတွေကိုဖယ်ရှားပြစ်နိုင်ပြီဆိုမှကလဲစားခြေလိုတဲ့ယံလိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လူဟာမကြေနိုင် မချနိုင်နဲ့ကလဲစားခြေဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်သူကလေးချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရား ကလေးစားချေတဲ့တန်မြာကြီးကဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူး။ဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်းကိုလောင်းကိုလည်းလောင်းသူ့လည်းလောင်းနှစ်ဦးစလုံးမိတောင်လောင်းလိုက်တဲ့အခါကျတော့ဘသူမှအကျိုးအမြတ်ရမှာမဟုတ်ဘူး။အကယ်၍တိခါချင်းခွင်လွတ်လိုက်လို့ရှင်ကို့အတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ထောသမီးတွေမလောင်တော့ဘူး။နှစ်ဦးလုံးအတွက်အကျိုးရှိတယ်လို့ သူဆိုတယ်တိခံပေးခြင်းဟာကိုယ်အတွက်သာအကျိုးရှိတာလားဆိုမဟုတ်သူ့အတွက်လည်းအကျိုးရှိပါတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နေလမ်းပဲဖြစ်တယ်လို့မြတ်စွာဘုရားတိတော်ဟောတာနော်အေးလက်တွေ့ကျင့်သုံးရမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနာယူမှတ်သားကြဓမ္မပဒမှာအခုလိုမြတ်စွာဘုရားဟာဓမ္မရတ္တပေါ်လွှင့်အောင်ခေါ်ပြောဆုံးမခဲ့တာကို မိမိတို့ဖို့ဘဝသင်္ကန်းစာရယူပြီးနေစဉ်ဘဝမှာတို့တွေဟာဒီအဆုံးမတရားကိုလက်တွေ့အကောင်အထည်ဖော်ပြီးတော့တို့ဘဝလမ်းကြောင်းဓမ္မလမ်းကြောင်းဖြောင်းတောင်းအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ဓမ္မဗရဒေသနာမှလာတဲ့ နာဟိဝေရေနဝေရာနိသမန္တိရကုရသနာအဝေရေနသသမန္တိဧတဓမ္မောတဏန္တနောကလေသာချိန်နေခြင်းအဖြစ်အညုအတေအမုန်းတရားတွေဟာဘယ်တော့မှပြောက်မှာမဟုတ်ဘူးကလေသာမချိန်ဘဲနဲ့သီခံခြင်းခွင့်လွှတ်ခြင်းအကျင့်နာတရားထားခြင်းစတဲ့ဤတွေနဲ့သာလင်အမုန်းတရားဆိုတာအဆုံးသတ်မှာဖြစ်တယ်ဒီလိုဖြစ်ခြင်းဟာ အလွန်ကိုစကြတဲ့ကပေါ်ပေါက်လာတဲ့ရှေးအကျဆုံးအကျင့်တရားကြီးပဲဖြစ်တယ်လို့မြတ်စွာဘုရားကအခုလိုဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဓမ္မပရဒေသနာမှဓမ္မရတနဲ့ဘဝသင်္ကန်းစာများမှာဒီကနေ့နိုင်ယူမှတ်သားကြရတဲ့မြတ်စွာဘုရားရဲ့ဓမ္မပရဒေသနာရဲ့ဓမ္မရတဟာ မိမိတို့ဘဝမှာအကောင်းဆုံးအကျိုးရှိမဲ့အရာလိုက်နာကျင့်သုံးခြင်းဖြင့်အမြတ်ဆုံးနိဗ္ဗာန်ထိအောင်ရနိုင်တဲ့အချင်းတရားဆိုတာကိုယုံကြည်စိတ်ချပြီးသင်္ကန်းစာယူပါမိမိတို့ယင်တဲ့နှလုံးထဲမှာရှိကြတဲ့အမုန်းတရားများပျောက်ကင်းအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီအတိတရားရှိပြီး ကြင်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း